ဟာသာမာဒအစင်းဝဆင်းလာပြီးရဲ့နောက်မှာခိုးဝီရှင်နဲ့တငယ်ချင်းတွေဖြစ်သွားပြီးတော့မန်ကာအကြောင်းတွေပြောနေပါတယ်ခဲချီပန်းအောင်ကောင်လေးဖက်လာဖက်တယ်ဗျပန်းအောင်ကောင်လေးကကျွန်တော်ကြိုက်ပဲပန်းအောင်ကောင်လေးမန်ကာဆွဲတဲ့မန်ကာဆရာခီရှိရိုဟန်မော်ရီယိုမျိုးထဲမှာနေထိုင်တဲ့အကြောင်းဟာသာမာဒပြောလိုက်တဲ့အချိန်မှာခိုးဝီရှိကအံ့ဩသွားပါတယ်ဟာသာမာဒကရိုဟန်အင်လေးစားကိုထိုးဝေသူစီကနေနဆုံနှပြကြားရရမလို့ရိုဟန်အင်ကိုသွားပြီးတော့အမတ်တရလက်မဲ့လေးတောင်းကြဖို့ခိုးဝီရှိကိုစီယုံနေပါတယ်အဲ့လိုနဲ့ခိုးဝီရှိတို့ကရိုဟန်အင်ကိုရောက်လာပြီးတော့ဘဲဘဲတော့ခန်းလေးကရိုဟန်မန်ကာဆွဲတဲ့ခန်းဖြစ်ရမယ်လို့ထင်ရှိပေးနေကြပါတယ်ရိုဟန်ဟာဆက်ချောင်းနဲ့မှာမန်ကာစားဆွဲပြီးတော့အတန် ဆယ်မှာ professional ဖြစ်နေပါပြီ senior ပြတဲ့ hazard ဟာ junior ပြတဲ့ koishi ကိုလူအခေါင်းလုံးတီးခိုင်းလိုက်တာမို့လို့ koishi ကလည်းတဘောတူလိုက်ပြီးတော့တီးတော့မဲ့ချိန်မှာအိန်ဒီကနေလက်တပတ်ထွက်လာတာမို့လို့ကြီးလိုက်တော့ rohan ဖြစ်နေပါတယ် hazard ဟာ rohan ရုပ်ကိုမြင်ဘူးအောင်မို့လို့ kishibi rohan အစ်စ်ပဲလို့ပြောနေပါတယ်ဆောက်ကလေးတွေခေါင်းလုံးတီးပြီးတော့ပြေးမလို့လားဟုတ်ပါဘူးကျွန်တော်တို့က sense ရဲ့ပြိသက်တွေပါခင်ဗျအမ်ငါ fan နေလားအိမ်ကမလို့သိရထွေသူစီကနေကြားခဲ့တာဖြစ်ပြီးတော့အမတ်တရလက်မဲ့လေးလိုချင်လို့ရောက်လာပြေးကြောင်း hazard ပြောရလိုက်ပါ fan နေဆိုတော့ကောင်းတာပေါ့လာလာအိမ်ထဲဝင်အမတ်တရလက်မဲ့လေးတစ်ခုနှစ်ခုလောက်ကတော့ဘာမှမဖြစ်ပါဘူး rohan ဟာဒီနေ့တော့လှုပ်တွေအားလုံးပြီးွား တာမလို့ရောင်တော့ရောက်ခိုင်းမင်္ဂဆွဲရဲ့ခန်းလေးကိုလေးလာခြင်းအားလို့ပြောလိုက်ရခြင်းမှာကိုရီတို့ကလည်းလေးလာခြင်းအားလို့ပြောလိုက်ပြီးတော့အိမ်ထဲကိုဝင်လာပါတယ်ရိုဟန်အိမ်တကောက်ကိုပြန်ပေးလိုက်ပြီးတော့အပေါ်တက်ကိုခေါ်သွားရခြင်းမှာကိုရီတို့ကရိုဟန်အခန်းကိုသဘောကျနေကြပြီးတော့ရိုဟန်လက်ရည်တွေကိုကြည့်ပြီးအံ့ဩနေကြပါတယ်ရိုဟန်မော်ရီမျိုးလေးကိုရောက်လာသုံးလပဲရှိသေးတာဖြစ်ပြီးတော့တိုယိုလိုမျိုးကြီးပြိုင်မှနေရမုန်းကြက်ကြက်တို့ခံစားရမလို့မော်ရီမျိုးလေးကိုပြောင်းလာခဲ့ရပါရိုဟန်က chapter တစ်ခုကိုဒေးနိုင်တယ်နဲ့အပြီးဆွဲနိုင်ပြီးတော့တခြားကူတွေမရှိဘူးလားလို့ကိုရီကမေးလိုက်ခြင်းမှာအကူတွေမရှိမဲနဲ့အားလုံးကိုရိုဟန်တယောက်တည်းဆွဲရပါလေးရဆိုရင်19ပြန်တာကိုအပြီးဆွဲနိုင်ပြီးတော့ကျန်တဲ့အချိန်တွေမှာအပန်းဖြေနေရမှာ များပါတယ်အဲနောက်မှာဟာဇာမတ်ရဲ့ပခုံးပေါ်ရောက်နေတဲ့ပင်းကိုတကောင်ရိုဟန်ယူလိုက်ပြီးတော့မန်ဂါကောင်တစ်ခုရဖို့အတွက်ဘာရဲ့လိုရလဲသိလားလို့ခိုးရှိတို့မေးလိုက်ပါတယ်လူတွေကမန်ဂါဆရာတွေကိုစိတ်ကူးဝင်မိကြီးရဲ့လို့ထင်ကြပေမဲ့ရိုဟန်အတွက်ကတော့စစ်မှန်တဲ့အရှိတရားတွေကိုရေးရအကြိုက်ဆုံးပါဥမာပြောရရင်ဒီပင်းကိုဓာတ်နဲ့ထိုးလိုက်ရင်ဘလို့နေမလဲနဲ့တေဂါနီးမှာဘလို့ခံစားရမလဲဆိုတာတွေဖြစ်ပါတယ်အဲ့ဒါရက်စက်တာပဲဗျဘာမင်းလုံးငချို့လေးကခိုးလို့ခီးရှိပြီးရိုဟန်ဝေးပန်းနေတာလားဝေးပန်းတယ်မဟုတ်ပါဘူးဆန်စစ်ရိုဟန်ပင်းကိုတေကြီးကိုရှာရင်းထဲမှာရမ်းနေရမလို့မန်ဂါဆရာတွေကထူးဆန်းနေပြီပဲလို့ခိုးရှိကတွေးနေတဲ့အချိန်မှာဟာဇာမတ်ကအန်ချလိုက်ပါတယ်စစ်မှန်တဲ့အရှိတရားဆိုတော့အဲ့ဒါကို ော့ပြောရမယ်အန်ရဲ့မျက်နှာကိုငါဆွဲမယ် အာဓာကြီးအတူကြီးဖြစ်သွားပြီတော်ကြီးမဆွဲတော့ဘူးလက်မှတ်ထိုးဖို့အတွက်ဘောပဲသွားရှာလာအောင်မင်းတို့လက်ဖိတ်ရေတောက်ကြမယ်မလားအဲ့လိုနဲ့ရိုဟန်ကမိဖို့ကြောင့်မဲကိုထွက်သွားပြီးတော့ဒီလောက်အားဆိုင်တာမလို့ပန်းအောင်ကောင်းနေရအရန်ဖက်လို့ကောင်းနေရလို့ဟာဇာမာဒါပြောလိုက်ပါတယ်ဟာဇာမာဒါဆန်ကျွန်တော်တို့ခုမှရောက်တယ်ဆိုတာသိပါတယ်ဒါပေမဲ့ပြန်သိမိချင်တယ်ဟမ်ဘာလို့ပြန်မလဲကွာမင်းကလေရိုဟန်အနေရရှိရတို့ခိုးကြီးကခံစားနေရမလို့ရိုဟန်စတန်ဟူဇာတို့ထိန်းနေတာလို့မေးလိုက်ချင်မှာအဲ့လိုမဟုတ်ပါဘူးလို့ပြန်ပြောလိုက်ပါတယ်ရိုဟန်ဆန်စီကစတန်ဟူဇာဖြစ်နေတော့ဘာဖြစ်လဲကွာအကြိုက်ဆုံးမန်ကာဆီယာနဲ့ငါနဲ့တူညာတစ်ခုခုရှိပါပေါ့ဒါပေမဲ့မင်းစိတ်ပူနေရဆိုရင်တော့ပြန်ကြမယ်လीနောက်နေ့ကျရင်ပြန်လာလို့ရရမယ်ဒါပေမဲ့အရင်ဆုံးဟို ောဟောကိုဖတ်ပြီးမှပြန်ရမယ်။ဒါဟာဒီနေ့မှအသစ်ဆွဲပြီးရတဲ့ပန်းရောင်ကောင်လေးရဲ့ချက်ပြအသစ်ဖြစ်တာမို့လို့ဟာဇာမဒါကဦးဖြဖြဖတ်ချင်တာပါ။အခုမှဆွဲပြီးရမန်ဂါအသစ်တွေကထိတ်တဲလို့ဝက်ချက်တွေလို့ဟာဇာမဒါပြောနေတဲ့အချိန်မှာရိုဟန်ကတကားတော့ကန်နေချောင်းလာတော့နေပါလေ။အဲ့လိုနဲ့ဟာဇာမဒါနဲ့ခိုရီကမန်ဂါအသစ်ကိုခိုးပတ်တော့မဲ့အချိန်မှာပဲမန်ဂါတွေကနေပါဝါတွေထွက်လာပါလေ။ဒါကမန်ဂါအသစ်ကိုဖဲရတဲ့ခန်းစားချက်ကြလို့ဟာဇာမဒါကပြောနေတဲ့အချိန်မှာခိုရီကနောက်တစ်မဲ့တော့လန်ကိုင်းနေပါလေ။မင်းတို့ခိုးဖတ်မယ်ဆိုတော့ငါသိတာပဲ။ကြည့်ရမင်းတို့ကငါ့ရဲ့မန်ဂါနဲ့အဝင်ခွင့်ကျဖြစ်တဲ့ပုံပဲ။အဲ့လိုဖြစ်မှာပဲ Heaven's Door ရဲ့ပါဝါအသက်ဝင်လာမှာလို့ရိုဟန်ပြောလိုက်တဲ့အချိန်မှာခိုရီ ရဲ့လက်ကဆာဗဲတီလိုဖြစ်လာပါတယ်။ဒါရီယာမန်ညံနေဖြစ်ပြီးတော့ရိုဝန်စတန်ကလူတွေကိုဆာအုပ်လုပ်ပြီးတော့မန်ညံနေကိုဖမ်းနိုင်ပါတယ်။ဟာဇာမာရာပြေးဖို့စူးစမ်းရင်ပဲမန်ဂါတွေကိုဖမ်းမိတာမလို့သူပါဆာအုပ်ဖြစ်သွားပါတယ်။ရိုဟန်ဟာလူတွေကိုဆာအုပ်လုပ်နေကြဖြစ်ပြီးလူတွေရဲ့မန်ညံကိုကြည့်ပြီးတော့မန်ဂါဆွဲဖို့အတွက်အိုင်ဒီယာတွေထုတ်တာပါ။ရိုဟန်ကခိုဝင်ချီရဲ့မန်ညံနေကိုဖမ်းနေပြီးတော့မွေးကင်းစချိန်ကနေလက်ရှိချိန်ထိဖမ်းနိုင်ပါတယ်။ဖမ်းနေရင်လည်းပဲတနေရာရောက်မှာစတန်ဥစာကြောင်းနေပါလာမလို့ဟာဇာမာရာနဲ့ခိုဝင်ချီတို့မှသူ့လိုပါပါရှိနေရဆိုတာကိုရိုဟန်သိသွားပါတယ်။အဲ့လိုနဲ့ရိုဟန်ကခိုဝင်ချီရဲ့မန်ညံနေကိုဖမ်းနေပြီးတော့ဂျူရာတို့ကြောင့် Crazy Diamond တို့ကြောင့် Star Flat ီတန်းအကြောင်းတွေပါသိသွားပါတယ်။ရိုဟန်ဟာမန်ကာဆွဲဖို့အတွက်ကုန်ကျန်းတွေများကြီးရပြီလို့ပြောပြီးတော့ခိုဝီရှီရဲ့မှတ်ဉာဏ်ကိုယူမယ်လို့ပြောနေပါတယ်။စာအုပ်ဖြစ်နေရတယ်မလို့ပင်အက်ခိုနဲ့တိုက်ခိုက်မယ်လို့ခိုဝီရှီကပြောလိုက်ပြီးမဲ့ရိုဟန်ကခိုဝီရှီရဲ့မှတ်ဉာဏ်ကိုဖတ်ထားရမလို့အက်ခိုရဲ့ပါပါကိုသိပါတယ်။ခိုဝီရှီကပုံမှန်ဆိုရင်ငပြော့လေးပြီးမဲ့အေးကျုံလာရင်တော့တတိရှိရဲဆိုတဲ့အကြောင်းလည်းရိုဟန်ကသိထားပါတယ်။ဒါပေမဲ့ခိုဝီရှီကရိုဟန်ကိုတိုက်ခိုက်မယ်လို့ပြောနေရမလို့တိုက်ခိုက်နိုင်ရင်တိုက်ခိုက်လို့ပြောလိုက်တဲ့အချိန်မှာခိုဝီရှီကအက်ခိုကိုသုံးပြီးရိုဟန်ကိုစကလုံးနဲ့ပြစ်လိုက်ပြီးမဲ့မထိမဲနဲ့လွယ်သွားပါတယ်။ရိုဟန်ကခိုဝီရှီနဲ့နီနီလေးရှေ့တဲထဲမှာရက်နေရာကိုဘာလို့မထိရလဲလို့ဟာဇာမတ်ကမေးလို့ခိုဝီရှီကထပ်ပြစ်တဲ့ ချိန်မှာ Rohan ကိုမထိပြန်ပါဘူး Rohan stand ဖြစ်တဲ့ Heaven's Door မှာနောက်တဲ့ဘာဝါတစ်ခုရှိနေပါတယ်ကိုယူစီရဲ့မျက်ညံပေါ်မှာကိုယူစီက Rohan ကိုမတိုက်ခိုက်နိုင်ဘူးလို့ရေးထားပြီးတော့ရင်းရေးတဲ့အတိုင်းဖြစ်လာပါတယ်အဲ့ဒါပြင် Rohan stand ကိုသုံးပြီးတော့လူတွေရဲ့မျက်ညံကိုပုံပြစ်ဆွဲနိုင်ပါလိမ့်ရဲ့ခဏနေရော Hazard ရဲ့မျက်ညံကိုလည်းဖက်ကြည့်ရမယ်အားနဲ့တရိစ္ဆာန်တွေကိုနှိပ်စက်ရကြိုက်တယ်စီကန်ကကောင်မလေးကိုကြိုက်နေမယ်ဖွင့်ပြောရဲဘူးအတန်းထဲမှာလည်းဘောကုတ်ပြီးတော့လူမိပါမှာကြောက်တယ်ကြီးဘိုင်လဲကွာမင်းအကြောင်းတော့ထဲဆွဲလို့မဖြစ်ပါဘူးကိုယူစီရဲ့မျက်ညံတွေမရှိရင်တော့မှ Rohan ကတကယ်တော်တဲ့မန်ကာကာဖြစ်တာမို့လို့ဘာလို့ဒီလိုကြီးလုံးနေရလဲလို့ကိုယူစီကမေးလိုက်ပါတယ် Rohan ကအလုပ်တ ခုပြီးတိုင်းဂျင်းနဲ့အာရမို့ခံစားရရင်ပဲခဏတာပါပဲဒူရီယာအခုချိန်မှသာသူ့ရဲ့မန်ဂါတွေကိုဖမ်းနေကြရင်ပဲတရှင်ကြရင်ဖမ်းကြတော့မှာစိုးရိမ်နေပါတယ်အဲ့လိုစိတ်မလုံးကြုံမှုရဲ့ကြောင့်ပဲသူများရဲ့မျက်ညံတွေကိုယူပြီးမန်ဂါတဲ့တွေဖမ်းကြီးနေရပါရိုဟန်လွန်ခဲ့တဲ့၃လတော့ကကျောင်းကိုများပြည့်ခံရပြီးတော့စတန်ပါပါကိုရခဲ့တာပါဒါကနေချင်းမူတဲ့ခဲချွေရဲ့လက်ဆက်ပဲလို့ဟာဇာဝါဒပြောလိုက်တဲ့ချိန်မှာရိုဟန်ထောက်ခံလိုက်ပြီးတော့ကိုအီစီရဲ့မျက်ညံတွေကိုယူမယ်လို့ပြောနေပါတယ်ရိုဟန်ကိုအီစီရဲ့မျက်နှာပေါ်ကစာရွက်တွေကိုဖျက်လိုက်တဲ့ချိန်မှာကိုအီစီကအော်နေရပြီးတော့ရိုဟန်ကသဘောကျနေပါတယ်ကိုအီစီနဲ့ဟာဇာဝါဒတို့ရဲ့အိမ်ပြန်လမ်းမှာရိုဟန်ကသဘောကောင်းတဲ့လူဖြစ်ပြီးတော့အမှတ် တရားလက်မှတ်တွေပြင်လက်ဖေးနဲ့မိုးနေပါကြွေးလိုက်တာမို့လို့နောက်နေ့ကျရင်ပြန်လာကြမယ်လို့ပြောနေပါတယ်အဲ့လိုနဲ့ခိုးရှိတို့ကအိမ်ပြန်သွားကြပြီးတော့ခိုးရှိတို့ရဲ့မျက်ညံတွေကိုရိုဟန်ကဖျောက်ထားလိုက်တာပါအိမ်ဝင်ပြောင်းသွားတဲ့ခိုးရှိကပေါင်ရှင်ကြီးလိုက်တဲ့အချိန်မှာရုတ်တရက်ကြီးပေါင်40လောက်ကျသွားတာကိုတွေ့လိုက်ရပါတယ်ခိုးရှိကပိန်သွားတယ်လို့မခံစားရတာမို့လို့ပေါင်ရှင်ဆက်ကပြတ်နေရလို့တွေးလိုက်ပြီးမယ်ဆက်ကကောင်းနေပါတယ်ရုတ်တရက်ကြီးပေါင်40ကျသွားတာဘလို့မှမဖြစ်နိုင်တာမို့လို့စတန်ဝါတိုက်ခိုက်တာပဲဖြစ်ရမယ်ဂျိုစကေတို့ပြောပြရမယ်ဆိုပြီးရိုကန်တွေကထွက်လာတဲ့အချိန်မှာဘာလို့ထွက်လာလဲဆိုတာကိုမေးရပါတယ်ဒါပေမဲ့ခိုးရှိကတတိမြရဲ့အရေးကြီးတဲ့ကိစ္စမှာဖြစ်နိုင်လို့တွေးလိုက်ပါတယ်အဲ့လိုနဲ့ နောက်နေ့မနက်ကိုရောက်သွားပြီးတော့ကြောင်းသွားနေတဲ့ခိုးကြီးကအိတ်ကိုတော့မတင်နိုင်တော့ဘဲနဲ့အားမရှိသလိုခံစားနေရပါတယ်ခိုးကြီးကရိုဟန်အင်ရှိကိုရောက်လာတာဖြစ်ပြီးဒီလိုဘလို့ရောက်လာလဲလို့စဉ်းစားနေတဲ့အချိန်မှာပဲအိမ်ထဲကိုမဝင်သင်မဲသိရင်ပဲထိန်းလို့မရပဲဝင်သွားပါတယ်မြင်လိုက်လားအခုကစုခိုးကြီးကကြောင်းမသွားဘဲနဲ့ဘယ်သွားနေရလဲဆိုပြီးငါတို့လိုက်လာအဲ့ဒါဘသူ့အိမ်လေကအော်မပြောတတ်ဘူးလေစော်အိမ်တော့မဟုတ်ဘူးထင်တာပဲအိမ်ထဲမှာတော့ရိုဟန်ကမန်ဂါလေးကိုပိုးစိုးပက်ဆက်ဆွဲနေပါတယ်ခိုးကြီးကဘာကြောင့်ဝင်မသိအန်ရရှိသလိုခံစားနေရပြီးတော့အချိန်ကရောက်လာပဲလို့ရိုဟန်ကပြောလိုက်ပါတယ်အဲ့လိုနဲ့ episode 14ကဒီပါပဲပြီးသွားပါတယ်ကြီးစုပါပဲတဲ့ကျေးဇူးပါ bro တွေ ောက်ထပ် episode မှာတော့ကိုရှိူလာခဲ့တဲ့ဂျိုးစကင်းနဲ့အခုအဆုတို့တွေ့ရပါပါ။